ုံနေကကားချက်သည်မဆန်တာအဖွားကြီးအဖွားကြီးဤဘဝကယူဆင်လာသည် မရှိမရှားမထင်မရှားမိပါတို့မှပေါက်ဖွားဆင်းသက်လာခဲ့ပြီးစေတန်းအထိပညာသင်ပူလီသည်မိပါလက်ထဲတွင်အေးအေးကုတ်ကုတ်နေခဲ့သူမှငယ်စဉ်ကရီးစားပင် မထားခဲ့ဘူးပဲစေတန်းနှစ်ကြာတော့အမေကယောက်ျားပေးစားသည်ဈာပဝင်ငွေတိတ်မရှိသောအစိုးရဌာနတစ်ခုမှာ အရာရှိငယ်တဦးနှင့်ဖြစ်လေသည် သူကလည်းရိုရိုကိုကလည်းအေးအေးမို့ဘဝကိုငြိမ်ငြိမ်သက်သက်ချွေချွေတာတာဖြတ်တန်းရင်းသားတယောက်ရခဲ့သည် ထို့နောက်သားကိုအကြောင်းပြုပြီးချွေးမတယောက်နှင့်မြေးကလေးတယောက်ထပ်၍ရရှိခဲ့ပြန်သည်မြေးကလေး၅နှစ်သားအရွယ်တွင်ချွေးမဆုံးသွားသည်သားကနောက်အိမ်တောင်မပြုဘဲမိသားစုလေးဦးစုစုစည်းစည်းနေခဲ့ကြသည်မှာယနေ့အထိပင်ဖြစ်သည် ငင်းစင်ကအရာရှိငယ်ဖြစ်ခဲ့သောအဖိုးကြီးသည် ကြီးလာတော့အရာရှိကြီးဖြစ်မလာခဲ့ပေခက်လက်လက်အရာရှိဘဝနှင့်ပင်အငိမ့်စားယူခဲ့ရသည် အဖိုးကြီးအငိမ့်စားဖြစ်တော့ဝင်းတန်းအင်ယာတွင်နေခွင့်မရှိတော့၍၆ထက်တိုက်၆လွာကိုရောက်ခဲ့ကြရသည်စုမီစောင်းမီသောကြံငွေကလေးနှင့်သားအတွက်ကားတစီတော့ဝယ်ပေးနိုင်ခဲ့သည်သားကကားကိုနံပါတ်အနီးပြောင်းကာတက္ကစီဆွဲခဲ့သည်ထို့အချက်လက်များသည် အဖွားကြီး၏ဘဝအချင်းချုပ်ဖြစ်လေသည်ထို့ကြောင့်အဖွားကြီး၏ကိုရီးယားဇဝင်ကို ပြောပါဟုဆိုလျှင်အမည်ဒေါ်ကောက်အသက်66ခင်ဘွန်းဦးကျော်တာဘူကျော်ညီစိန်မြောင်မြောင်နေထိုင်သည်ကအထက်တိုက်6အလွှာ6အခန်း6တိုက်နံပါတ်166ထို့မြောက်လောက်ဆိုလျှင်ပြီးပြည့်စုံပြီဖြစ်သည် အဖွားကြီးကအလိုလိုပါကြည့်သူမဟုတ်၍ ဖះရှက်ခိုးလိုက်ပတိစိတ်လိုက်ကိုရီးယားကားလေးကြည်လိုက်ယောက်ျားအကြိုက်သားအကြိုက်မြီးအကြိုက်လေးများကို ကောင်းလို့ရရာချက်ပြုတ်ကျွေးမွေးလိုက်နှင့် သူ့ဘဝကိုသူကြည်နဲ့ရောင်ရဲစွာဖြတ်သန်းနိုင်သူဖြစ်သည်တခုပဲရှိသည်လွန်ခဲ့သော10နှစ်ကျော်ကျော်ခြောက်ရွာကိုစ၍ရောက်စဉ်ကအစင်းအတက်ကိုတိတ်မတ်မှုလားခတ်တွတ်တွတ်ဆင်း၍ခတ်တွတ်တွတ်ပြန်တက်နိုင်သေးသည်ခန္ဓာကိုယ်ကြီးကဝါတော်လဲအထိုင်အထာမြန်သည် အကြွအလှမ်းတွက်သည်ရှင်းမော်တာလေခုပြီးရှင်းမတက်လျင်အောက်ထပ်သို့ချက်ချင်းရောက်သွားတတ်သူမှလည်းအဖွာကြီးသာဖြစ်သည် မော်တာကန်းနှင့်ကုန်းကုန်းကွာကွာဝင်ပြီးမော်တာထဲသို့ရှည်လောင်းထဲကရေချူသောအလုတ်ကိုလည်းမြင်းမြန်ဆန်ဆန်ကျွန်းကျွန်းကျင်ကျင်လှုပ်နိုင်သူဖြစ်လေသည်အခုတော့အခုတော့ပြောင်းလဲခြင်းဤရာမအရာပြောင်းလဲခြင်းတွေ ရှိခဲ့ပြီးမို့ရခင်တုံးကလိုမမြန်မဆန်မတွက်နိုင်တော့ဘဲလေးကံလာခဲ့ပြီဖြစ်သည် အသက်ကိုဆင့်လိုက်တော့လဲ60ကျော်၍6နှစ်ဆုံးပြီမို့66 66ဟူသောအသက်ကို ကြီးလာကြီးဟုဆို၍မရတော့လဲတတရာအရွယ်ရောက်ပြီမို့အကြဘတ်သို့လမ်းနေသည်မှာလဲတဘာဝကြပါသည်ဟော်မုန်းအားစေးတွေဂျင်ဆင်အားစေးတွေကိုလဲတခါမျှမတောက်ဘူးတော့အဖွားကြီးဤအသားအရေများကတင့်တင့်ရင်ရင်မရှိရှာပေလက်မောင်းတုတ်တုတ်ကြီးများကလဲပြုံနေလေသည် လေးကလေးစင်မြောင်းမြောက်ကတော့ထိုလက်မောင်းကြီးများကိုကင်ကြည့်ရင်တခိခိရေတက်လေသည် ရခင်ကခတ်သွတ်သွတ်ခတ်မှန်မှန်စင်းကဲတက်ခဲ့သောလှီကားအထက်ပေါင်း80ကျော်သည်အဖွားကြီးကိုစင်ခေါ်နေကြပြီဖြစ်သည်လမ်းဟိုဘက်လမ်းကြားထဲမှပြန်ချစည်းလေးကိုရခင်ကဖြုတ်ခနဲစင်းသွားတက်တော်လဲယခုတော့တခါတခါသွားဖို့အရေးအားတင်းနေရပြီဖြစ်သည်လေကတဲ့အစင်းများကအတော့ကိုဒူးနာစီလေသည် အောက်ရောက်ပြန်တော့လမ်းကိုရန်ခတ်ပြန်သည်သူကလမ်းအလဲကောင်မှလည်းမရက်ရဲကိုလေးရင်လိုက်ခါကလေးနှွေးလိုက်နှင့်လည်းမရှောင်တတ်ခတ်တုတ်တုတ်လေးကူးရအောင်လဲခြေတော့ကမခိုင်းတက်ဆွန်ကျိုးပန်းကူပြီးလမ်းတစ်ဖက်သို့ရောက်ပြန်တော့ဈေးချင်းတောင်အလေးချင်းကပူလာသည်အဓိကအခက်ဆုံးသည်ကသူဤခန္ဓာကိုယ်ကိုရောဈေးချင်းတောင်ကိုပါမြေဆွဲအားကိုဆန့်ကျင်ပြီး အပုံ၆ထပ်သို့တက်ရသောအခါတွင်ဖြစ်လေသည် နိဗ္ဗာန်မရောက်မီဇကြဖြစ်လျာဘဝမှာအထက်မြင့်မြင့်တွေမှာအစစ်နိမ့်နိမ့်နဲ့နေရတော့သူမဖြစ်ရပါစေလို့ဤဖေယအဖွားကြီးကမကြခဏဆူတောင်းနေမိတတ်သည်အခုနောက်ပိုင်းတော့ဈေးချင်းတောင်းလေးမှပစ္စည်းများကိုကျူးတန်းလန့်နှင့်ချထားသောပလတ်စတစ်ချင်းလေးတွေသို့တန်တလောက်ခွဲထည်ပြီးအပေါ်မှဆွဲတင်သောနှီးစနစ်ကိုကျင့်သုံးရရှာသည်။တားကလည်းနေကုန်နေခန်းအိမ်မှရှိသူမဟုတ် ညီကလေးကလည်းအိမ်မက်မြဲတော့ကျိုးဆွဲတာဝန်သည် အဖိုးကြီးပေါ်သို့လုံလုံခရလျာကြာရောက်ရှာလေသည်ထို့ကြောင့်အဖွားကြီးဈေးသွားသောနေ့များတွင် အဖိုးကြီးခမားဈေးမသွားပေနှင့်တော်တော်မောရရှာလေသည်ဤပညာတိုးတက်မှုများသည်သူနှင့်ဘာမျှမဆိုင်ဟု သတ်မှတ်ထားသော အဖွားကြီးသည်ထိတက်ခါတော့ဤပညာ၏အကျိုးကိုလက်တွေ့သိရလေသည် သူတို့မှာသားဝယ်ပေးထားသဖြင့်လက်ကင်ဖုံးလေးတစ်လုံးရှိသည်ဈေးထဲမှ ကြက်သားတဲ့ဝတ်သားတဲ့ငစင်းတဲ့ကုံချောက်တဲ့ကုံစင်းတဲ့တွေစီမှာလဲလက်ကင်ဖုံးကိုစီရှိကြသည်ကိုလိုသောပစ္စည်းအမျိုးအစားအရေးအတွက်နှင့်အချိန်အတွဲကိုစည်းတဲ့များစီတို့ ဖုံးဆက်၍မှာနိုင်သည်ထိုပစ္စည်းကကျိုးနှင့်ဆွဲထားသောချင်းတောင်တဲ့သို့ရောက်လင် အပေါ်ဆွဲတင်လိုက်ရုံသာပြီးလင်ထိုချင်းနှင့်ပင်ပတ်စံပြန်ချပေးလိုက်ရုံပင်သို့သောမြေသူကချင်းတောင်တဲ့သို့တကူးတကလာ၍ထည့်ပေးမည်နီး ထိုကွက်လက်ကိုဖြည့်ပေးသူကချမ်းပုံတို့မောင်နှမဖြစ်သည်အမက၈တန်းမောင်လေးက၅တန်းဖြစ်သည်ညနေပိုင်းကြောင်းတက်ပြီးအမေနှင့်အတူမနက်ပိုင်းတွင်ကုံစင်းကူရောင်းသည်အခုနောက်ပိုင်းတော့အဖွားကြီးကချမ်းပုံစီဖုံးဆက်ခါကျဲ့ရင်မောင်လေးတစ်ချမ်းနဲ့ချင်းပေါင်းရွက်နှစ်စီမြစ်ကတရဖို့မုံဟင်းကားပေးချုံနေနှစ်ပွင်ရုံးမတီသည်တရဖို့ဘဲဥငါးလုံးဟူမှားလိုက်လေမကြမီထိုးပစ္စည်းများနှင့်အတူ ဈေးစင်းရင်လေးပါကျိုးဆွဲချင်းတောင်တွေရောက်လာသည် ချင်းတောင်ကိုဆွဲတင်ပြီးဈေးဖို့နှင့်အတူချမ်းပုံအတွက်ပတ်စံ200ကိုပါပြန်ချပေးလိုက်ရသည် အဖွားကြီးလဲကြီးနဲ့ချမ်းပုံလဲမှုပိုးရနှင့်မို့နှစ်ဦးနှစ်ဖက်အစဉ်ပြေနေကြသည်အခုနောက်ပိုင်းအဖွားကြီးလူသူတွေများလာတော့သူတို့မောင်နှမလမ်းကိုအခါခါကူးပြီးအဝဲတော်လောက်ကြရသည်မှာအားပင်မအားကြရရှာတော့ပြီ သူတို့ဤစီးပွားရေးလုပ်ငန်းကို ရှင်ပြိုင်ပြီးလူယူမည်သူတွေပေါ်လာမှကိုပင်စိုးရိမ်နေကြရရှာလေသည်။ရခင်ကနနက်အရာနိုးလင်အဖွားကြီးကစီမီရေချမ်းကပ်ပြီးဖျားရှခိုးကဓမ္မဆက်စာကိုရွတ်ဖတ်ပူဇော်မြဲဖြစ်သည်။အခုတော့သူမဖျားတရားအလုပ်ကို ဖြောင်းအောင်မလုပ်နိုင်။ချမ်းမုံကြီးစီးပွားရေးလုပ်ငန်းကကောင်းနေတော့သူများထက်ဦးအောင်ဈေးမှရန်အရေးကြီးနေသည်။ နောက်ကျသွားလျှင်သားနှင့်မျိုးတို့အတွက်ထမင်းစားမမီပဲဖြစ်သွားနိုင်သည်ထို့ကြောင့်ဒုက္ခများမျက်လုံးနှလုံးဖွင့်သည်နှင့်ဟယ်လိုဟယ်လိုဂျမ်းမုံလားကြားလားကြားလားကြားပြီလားအဖိုးကြီးအခါတိုင်းကြားနေကြဓမ္မဆက်ကြရွတ်တန်ကို မကြားရတော့ဘဲဟယ်လိုဟယ်လိုကြားပြီလားပြီဖြစ်နေတော့အဖိုးကြီးခမညာတော်တော်လေးစိတ်ညစ်ရှာလေသည်အရာမျိုးတွေမကြားခြင်းလို့ အဖွားကြီးကိုကိုတိုင်ဈေးသွားပါလားဟုပြောရလင်းလေလူသားချင်းမစာနာရကြပြီတော့မြည်သူကအဖွားကြီးထက်6နှစ်ကြီးတော့အသက်80ကျော်ပြီဖြစ်သည် အဖွားကြီးနှင့်လုံးဝဆန့်ကျင်ဘက်ပိန်ပိန်ကုန်းကုန်းလေးဖြစ်ပြီးတော်တော်လေးဦးစားရှာသည်သူစပင်လေးကျဲတောက်တောက်ကိုကစိတ်မြောက်မြောက်ကမကြခဏဈေးဆူပြရသည်ထို့ကြောင့်သူတကိုယ်လုံးနှင့်မလိုက်ဖက်လှစွာ66ချောင်းလောက်သာရှိသောစပင်မွေးလေးများက မဲမဲနက်နက်နှင့်ငယ်ရုပ်ဆင်နေလေသည်သဘင်ဆေးဆိုးပြီးကားစမူကီလေးများအကြအနာဖိထားလေအဖေါ်ကြီးခမည်းသူ၏အိမ်ဦးနှံကြီးကိုကြည့်၍ရဲချင်းစိတ်ကိုမနှင်းထိန်ထားရတတ်လေသည်ကြည့်ရတာပြောင်ဖြဲဖြဲနှင့်အချိုးမပြေပါဘူးဟဲဟူ၍လဲချိန်ပြီးတွေးမိတတ်လေသည် အဖိုးကြီးကတော့အဖွားကြီးကိုကြည့်ရင်အော်တော်တော်ကိုဦးစားသွားရှာပြီပဲဟု တွေးမိတတ်လေသည် အဖွားကြီးအတန်အရွယ်အချို့သောအမျိုးသမီးကြီးများမိကန်လင်းစင်နှက်ခန်းနေစိုးစဲထောက်ဖက်နဲ့စီးစင်းဖြစ်တော်လဲအဖွားကြီးကရှင်ဘုံအင်းကြီးပွပွားကြီးဝိခါစပင်ကိုဝါပီးကြီးနှင့်ပတ်ထားတယ်လီသည်နပိအိုစာအိုးတွေကိုဘေးတွင်ဖုံးစေတယ်လို့ခြာရင်လင်းအထွတ်တားအထွတ်ညီးလေးအထွတ်ကောင်းတို့ရာရာလေးများကိုစိတ်ပါလက်ပါချက်ပြုံနေစဲဖြစ်လီသည်ထို့ကြောင့်လဲသူ့အနာကန့်လင်ငပိနဲ့ ငံပြာရည်နဲ့ကျက်သွန်နဲ့ငားညီနဲ့တမျိုးမျိုးကိုရှူရှိုက်ရစမြဲပင်စိတ်မြောက်မြောက်ကတော့အဖွားရဲ့ခန္ဓာကိုယ်ကြီးကနန်းနေဟု ထောပန္နာပြုတံလေသည်သူ့မြင်ဤစကားကိုကြားတော့အဖွားကြီးကတသိမ့်သိမ့်ရဲ့ရင်ခန္ဓာကိုယ်နန္နာကရေချိုးလို့ရပါတယ်မြင်ရဲ့တချို့လူတွေကစိတ်ခန္ဓာနန်းနေတာအဲ့ဒါကရေချိုးလို့မပြောင်းဘူးဟုပြောသည် စိတ်မြောက်မြောက်ကတော့သူပြောသည်ကိုနားလည်ပုံမရပါဘူး ရီချိုးလို့ပြောက်တယ်ဆိုပေမဲ့အဖွားကငန်းပြားရီတွေကိုခဏခဏပြန်ကင်တော့ခဏခဏပြန်နံနေရောအဲ့ဒီတော့လေခဏခဏရီချိုးမှာပေါ့မြောက်ခက်လေးရဲ့ငှမြေးရဲ့အဖိုးကြီးကတော့သူ့မိန်းမပုံပုံဝဝကြီးကိုကြည့်ရင်အင်းရီချိုးတယ်ဆိုတာကရီရှိမှချိုးလို့ရတာလေဟုဖြည့်ဆွဲ၍တွေးမိလေသည်သူတို့လိုအထက်မြင့်နေလူသားများအတွက်ရှင်ပြတနာကခဏခဏတက်တက်လေးသည် အထူးသဖြင့်နှွေရာသီတွင် ဖြစ်သည်ယခုလည်းနှွေရောက်တော်မည်နှွေရာသီရောက်ရင်မိပြတ်တက်သည်ကို သူတို့နားလည်ပြီးဖြစ်သည်မို့စားဖွဲ့စရာမလိုပါမပြတ်ဘဲလာသောအခါများတွင်မိအားမပြည့်သည်ကိုလည်းသီးခံနိုင်ပါသည်ထုံမပြည့်သောမိအားကိုအကြောင်းပြုပြီးအဝိစီတွင်နေမှရေကိုရေကြီးပေါ်ရောက်အောင်ဆွဲမှန်တင်နိုင်သောအခါတွင်ကသူတို့တတိုင်လုံးဒုက္ခရောက်ရလေတော်သည်ကွန်ပရက်ဆာကြီးကလည်းအိုးအိုးဟောင်းဟောင်း မိဟကလည်းမပြေသောအခါစက်ကြီးကတကြုံကြုံယုံနေတော့လေရင်မတက်လာပဲလေများသာ ထွက်နေသည်အ ਨੇ အပါတက်လာသောရီကူလည်းအောက်ထပ်အခန်းများကဥအောင်ဆုပ်ယူတက်ကြသည်မို့အပေါ်ဆုံးထက်အတွက်အလှည့်မရောက်နိုင်အောင်ဖြစ်နေတတ်သည်ကိုရီတင်ဆက်ကလည်းတခါပြက်ပြီးသားမို့ကွင်ပြန်ပတ်ထားရတော့အာမကောင်းလှသည်လဲဖြစ်နိုင်ပါသည်အဝီစီတွင်ရေခမ်းတာဖြစ်နိုင်တယ်တဲ့ ရေပိုက်ကိုပေတရာလောက်ဆက်ပြီးချပေးရမယ်တဲ့ပစံတော့ကုန်ပါပဲတဲ့ကွန်ပရက်ဆာချင်းကိုလည်းလဲဖို့ကောင်းပြီတဲ့ပစံကုန်ပါပဲလားကုန်တာတော့ကုန်ပါပေါ့အခန်းတိုင်းကစုရမှာပစံကိစ္စကြတော့မြေသူကားမြမလှုပ်ကြတော့ကြီးစီပင်ရေကည7နှစ်နာရီကျော်ရင်နည်းနည်းလာတယ်ကျမတို့ကအဲ့ဒီရေကိုစောင့်ခတ်လို့ရတယ်တွင်းရီခန်းနာကလည်းမိုးရင်ကြရင်ပြန်ပြေးလာမှလေခဏတော့တီးခံရမှာပေါ့ ို့နှင့်ပင်ပိုက်ဆက်ချရဲ့အစီအစဉ်လဲမဖြစ်ကွန်ပရက်ဆာလဲမလဲဖြစ်မိယာမြင့်ဆက်လဲမဝင်ဖြစ်ဖဲရလာသည်။အရှိလေးကိုလူ့၍တင်စားရင်းနှွေလလေတို့ရောက်လာသည်အဖိုးကြီးတို့အခန်းကတော့ရေကလေးတစ်ပုံးနှစ်ပုံးလောက်ရအောင် မနေစောင့်တင်နေရသည်ဟုသုံးရီပင်အနိုင်နိုင်ဖြစ်သည် ချိုးရီကိုမစင်းစားနိုင်တောက်ရီကတော့ရေတန့်ဘူးတစ်ဘူးလင်း900ဖြစ်သည်နာမည်ရှိသောတစိမ့်ဆိုလင်း900ပေးရလေသည် တခါတလေတထောင်ဖြစ်သွားတတ်သည်ငါများတက်နိုင် အကုန်လုံးကိုတယောက်တည်းအကုန်ခံပြီးလုံလိုက်ခြင်းလေအဖိုးကြီးကမကြာခဏပြောတတ်သည်တချီတဲ့6သိန်း9သိန်းလောက်ကုန်ပြီးကိစ္စဆိုတော့အဖိုးကြီးခမရလေးစိတ်သာရှိပြီးငွေကမလိုက်နိုင်ပြီကိုမတကယ်လို့ငွေရှိရင်တောင်အများအထွတ်တယောက်တည်းအကုန်ခံရမယ်ဆိုရင်တော့ရှင်းရှင်းပဲပြောမယ်မတတ်တာဘူးတော့ အဖွားကြီးကခက်ရှင်းရှင်းပဲပြောသည် နေတိုင်းရေမချိုးရလျင်မနေနိုင်သောအဖွားကြီးခမျာခြေကလေးလက်ကလေးကိုပင်ချွေချွေတာတာစေးနေရရှာသည်ညနေသေးရေဆန်းစင်းရေခြေလက်စေးကြောသောရေအဝိလျှော်သောဆက်ပြားရေရေမှန်သမျှကိုလည်းအလဟတ်သက်မဖြစ်စေရတတိကြီးစွာထားပြီးရေပုံးတပုံးနှင့်စုထားရသည် ထို့ရေကတော့အိမ်သာလောင်းရန်ဖြစ်လေသည်အရင်ဆုံးကတော့မိဒုက္ခပဲမိဒုက္ခကြောင့်ရေဒုက္ခဖြစ်ရတယ် ရေဒုက္ခနဲ့ဆက်နွယ်နေတာကတော့ဤဒုက္ခပဲအဖိုးကြီးကပြင်းလင်ဝရန္တာထွက်ရက်ပြီးလမ်းမပေါ်တွင်ကြည်နေသောကားများကိုငုံကြည့်နေတတ်သည်ထို့နောက်ရောက်တဲ့အရာရာ တွင်းနေတတ်လေသည်ထို့ဤဟူသည့်ပစ္စည်းကအနှံ့အသက်ဆိုးဝါးရသည့်အထင်အိမ်သားခွက်ထဲရောက်ပြီးလင်လဲသူ့ဟလိုလိုအောက်သို့ကျသွားသည် မဟုတ်ချေကျဆင်းသွားတော်မူအောင်ရေနိုင်နိုင်လောင်းရလေသည် လောင်းစရာရေများများမရှိလင်တော့ နံပေတော့မစင်စားနဲ့ရှူပေတော့ကြီးမမများနဲ့စိတ်မြောက်မြောက်ကတချင်းလုံ၍ဆိုတတ်သည် သူကချောင်းသွားရသူဆိုတော့သူကိစ္စကိုသူချောင်းမှာရှင်းနိုင်သည်ချောင်းပိန်နေလင်းလဲသူပစ္စည်းကို သူ့ဘိုက်ထဲကမထုတ်သေးပဲမြေကြီးပေါ်တည်ဆင်းသွားကဈေးအိမ်သားမှာထားခဲ့ရသည်ဘူတောက်ကလည်း၈နာရီလောက်မှအိမ်ပြန်ရောက်သူဖြစ်၍ကျုံလင်းကျုံတယ်လို့ရှင်းခဲ့နိုင်သည်အိမ်မှာရေရှားမှန်းတီတော့ တခါတရံလဲတငယ်ချင်းအိမ်တွင်ရေချိုးလာတတ်သည်ထမင်းဆိုင်လေးကိုပါစေးလာတတ်သည် အခက်ကြီးခက်သည်ကအဖိုးကြီးနှင့်အဖွားကြီးဖြစ်လေသည် သူတို့က C1 ကိုထိန်းနိုင်ကြသူများမဟုတ်အကယ်၍ထိန်းနိုင်လျင်ပင် EE တပါအတွက်အောက်ဆုံးထိမစင်းနိုင်လမ်းဖြတ်ပြီးဈေးအိမ်သားတို့ပြေးရလျင်ပုံရွင့်ပင်စိုးကြီးတော်မြည်ဒီတော့လဲစိတ်မြောက်မြောက်တခြင်းဆိုသလိုနံပြီးတော့မစင်စားနဲ့ ရှုပေတော့ကြီးမန်များနဲ့စိန်မြောင်မြောင်စိန်မြောင်မြောင်ဤအသက်က10နှစ်ကျော်ပြီဖြစ်တော်လဲအဖွားကထမင်းခွန်ကျွေးနေတုန်းဖြစ်လေသည် အဖွားဤကိုကငန်းပြားဤသောစက်တော်သောနန်တော်လဲအဖွားနေကျွေးတော်ထမင်းကတော့အလွန်စား၍ကောင်းလေသည်ထို့ကြောင့်လဲစိန်မြောင်မြောင်ကထမင်းစားမည်ဆိုလေတိုင်းအဖွားခွန်ကျွေးနော်ဟုချွင်းရွံ့တံမြဲဖြစ်လေသည်အဖွားကိုရီးယားကကြီးတော့မျက်စိမှုံသောအဖွားအတွက် စာတန်းထိုးသောမြမစာများကိုစိတ်မြောက်မြောက်ကဖတ်ပြရသည်ချမ်းမီတဲ့နင့်ကိုတဲ့ငါဘယ်တော့မှမခွဲတော်ဘူးတဲ့ဘလို့အခက်ခဲရှိရှိတဲ့လက်တွဲမဖြုတ်ဘူးတဲ့ထိုးသို့သောစာဖတ်တန်ကို အဖွားကကြည်ကြည်နက်နက်နားထောင်လေသည်အဖွားကတော့သူပါလှုပ်လှုပ်ကျေနပ်နေသည်သာမို့စိတ်မြောက်မြောက်ကအဖွားကိုအလွန်ချစ်သည်เจ้าก็ไปไล่ตัวเอ็งสาเมียโกก็อโพหนิอึดูเล่าหยาดี အဖိုးကအနည်းအထိုင်အေးတော်လဲအဖွားလိုတော့မချူတာလှပြီနောက်ခလေးမမှန်ဖြစ်နော်အဖိုးနဲ့အဖွားဘသူ့ကိုပိုးချစ်လဲတခါတရံတော့အဖွားကတိလျက်နဲ့မေးတတ်သည်ပလန်ကလန်ထိုင်တွင်ထိုင်ပြီးဂျာနေဖတ်တယ်လို့လို့နဲ့နားဆွင်နေတတ်သော အဖိုးအကြောင်းကိုစိတ်မြောက်မြောက်ကောင်းကောင်းသိသည်ထို့ကြောင့်အဖိုးကိုမင်းငေါ်ပြရင်အတူတူချက်တာပေါ့အဖွားရာတားမာကဒီအဖိုးနဲ့ဒီအဖွားပဲရှိတဲ့ဟာ ပြောကလက်ခတ်လေးကိုမတိမတာခါပြတတ်သည် ခက်ပြုံးပြုံးဖြစ်သွားသော အဖိုးမျက်နာကိုလှမ်း၍ကြည့်ရင်သူတို့မြည်အဖွားချိတ်၍ရေကြရသည်ဒီနှစ်တွင်မှာတော့စိတ်မြောင်မြောက်ကအဖွားကိုခါတိုင်းထက်ပို၍တနာမိလေသည်ညွေကပို၍ပူကရေကခါတိုင်းလောက်ပင်မရသောကြောင့်ဖြစ်လေသည်တနေ့တခါရေမှန်ချိုးရနှင့်မနေနိုင်သောအဖွားခမညာချွေးတဆူဆူနှင့်ရက်ခတ်နေရရှာလေသည် ရီမချိုးရတာကိစ္စမရှိပါဘူးမြောက်ကလေးရဲ့အိမ်သာလောင်းစရာရီမရှိတာကပုံခတ်တယ်။အဖေကမာရရင်ရေတက်နေတာလောင်းပြင်းတဲ့။ဟဲတောက်ရီကိုအိမ်သာလောင်းရင်ရေဆောင်နဲ့စိတ်ဆိုးနေမယ်။အဖွားကစိတ်မချမ်းသာစွာပြောသည်။ရေဆောင်နဲ့ဆိုတာတကယ်ရှိမှရှိတော့မသိ။တောက်ရီတန်ကိုအိမ်ပေါ်ထန်းတင်ပြီးအိမ်သာလောင်းရသည်မှာတိတ်၍မကောင်းချောင်းကိုတော့စိတ်မြောက်မြောက်နားလေပါသည်။ဒီလိုလေအဖွားက အဖွားရေချွင်အဲ့ဒီရေကိုခံထားပေါ့တဲ့အဖေကပြောတယ်။နောက်ပြီးအဲ့ဒီရေကိုအင်သာလောင်းလိုက်ပေါ့တဲ့။ဒါကြောင့်အင်သာမနှံ့ချင်အဖွားကိုရေများများချိုးခိုက်ပါတဲ့။ဒီစကားကိုကြားတော့အဖွားကြီးပြုံးစီစီဖြစ်သွားသည်။သူလည်းရေချိုးချင်နေသည်မှာကြာပါပြီ။တိုက်ရှိသူတွန်းလေးနှင့်ရောက်လာတတ်သောရေတန့်ပူးများမှာအမည်အမျိုးမျိုးဒစိတ်အမျိုးမျိုးနှင့်ဖြစ်လေသည်။အထဲကရေကတန့်လားမတန့်လားတော့မသိ။ ဘူးတွေကြည့်လိုက်တော့ပေပေရေရေတွေမို့စိတ်ချခြင်းစရာတော့တိတ်မရှိလား။ဘာရေတွေပဲဖြစ်ဖြစ်သူတို့ခမရမှလည်းလင်ကတဲ့ပေါင်းများစွာကိုထမ်း၍တင်ရသည်မို့အထက်များလေးဈေးများလေးဖြစ်သည်။အပေါ်ရောက်တော့မှတောက်လိုကတောက်သုံးလိုကသုံးလောင်းချင်လျင်လဲလောင်းတော်မူ။အေးအေးလောင်းတော်မူ။အဖွားကြီးကတွေးရင်ထင်ငေါ်သွားသည်။ထို့နောက်သားတော်မောင်ဘူတောက်ကိုကျေးဇူးတင်သွားသည်။ တောင်ရီကိုချိုးရင်အဖြစ်ပြောင်းခိုင်းပြီးမှထိုချိုးရင်ကိုအိမ်သာလောင်းခိုင်းသည့်အတွက်ဖြစ်လေသည်တစ်ချက်ခုတ်နှစ်ချက်ပြတ်သူလဲရေချိုးရအိမ်သာလဲလောင်းရထိုကြောင့်ထိုနေ့နနက်ကဖွားကြီးရေချိုးဖြစ်လေသည် သို့သောစိတ်ကူးကိုလက်တွေ့အဖြစ် အကောင့်ထဲပေါ်တော့အတန်ငယ်လွဲချော်နေလေသည်အဖွားကြီးကချိုးရင်များကို အောက်ကခံထားနိုင်ရန်ထမိန်လျှော်သောပလတ်စတစ်စလုံးတဲတွင်ဝင်၍ရက်ပြီး ရေလောင်းချိုခြင်းဖြစ်သည်ထို့သောဇလုံးကတီးပြီးဒုခန္တာကိုကကြီးနေသည်ထို့ကြောင့်ခန္တာကိုပေါ်သို့လောင်းချသောရေများသည်ဇလုံးထဲသို့မရောက်သေးပေဘေးဘက်သို့သာကျကုန်လေသည်ဟေချိုးလိုက်ရတော့လဲဇလုံးထဲရေမရောက်၍အဖွားကြီးခမားဘေးဘက်ကျကုန်သောရေများကိုနှမျော၍မဆုံးနိုင်အောင်ဖြစ်နေလေသည်ပုံ၍သိုးသည်ကသူ့ထင်းဝင်ရက်နေသောအဖွားကြီး၏ကိုအလေးချိန်ကိုမခံနိုင်၍ ပလတ်စတစ်စလုံးအောက်ခံပြအပ်သွားခြင်းဖြစ်လေသည်။ဘာပဲပြောပြောရေမူးချိုးပြီးတနခါအဖွေးသားလင်းကအဖွာကြီးလန်းလန်းဆန်းဆန်းဖြစ်သွားသည်။ကရမတ်တွေ အားရပါရသွေးပြီးသောစိမ်မြောက်မြောက်ကိုလည်းစုရီအများကြီးပေးလေသည်။ခဏနေတော့လာမြောက်ကလေးတားနေအဖွာစီးသွားကြရအောင်ဟုပြောသည်။ကိုးနာရီတောင်ချိုးခံနေနေပြီးဈေးကွက်ရောပေါ့အဖိုးကြီးကမတိမသားတားသည်။ ပြန်တက်လာလျှင်တဟောဟောနှင့်မောနီအုံကြီးကိုတိထားသောကြောင့်ဖြစ်သည်။အဲ့ဒီလိုဈေးကွင်းမှဝင်လို့ကောင်းတာရမ်းမုံကိုမှားရတာက စိတ်တိုင်းကိုမကြဘူး။ဟိုနေ့ကကတပိုးလေးတွေကလည်းပြော့စီစီနဲ့မလက်ချင်တော့ဘူး။ဂရခါညွန်းကလည်းနွမ်းကန်နေစကလေးတချမ်းဝင်လာတာကလည်းရင့်လိုက်တာ ထုံးနေရပဲရှင်ပဲစားမရဘူးမလိုက်တာဆိုမြောက်ကလေးအဖို့ပါနေတာပဲခဏပဲဟာ နွေရာသီအကြောင်းပိတ်ထားသောစိမ်မြောင်မြောက်ကအဖွာဤလက်ဆွဲတော်ဖြစ်နေသည် အဖုံးအတွက်ကြားနေဝင်ခဲ့မယ်လေနောက်ပြီးတော့ဖုန်းကတ်အဖွာဖုန်းကတ်ဝယ်ဖို့ပတ်စံပါရဲ့လားယင် ဖုန်းကတ်ကတော့အဖိုးကြီးအကြိုက်ဖြစ်သည် အပေါင်းအသင်းအဟောင်းများနှင့်အဆက်မပြတ်သည်မှာဖုန်းကလေးရှိသောကြောင့်သာဖြစ်သည်မို့ဖုန်းကတ်တန်ကြားတော့အဖိုးကြီးလည်းငြိမ်သွားသည်သူနှင့်ပေမိအဖွာနှစ်ယောက်ဇီးလန်ချားရင်ရောက်ပြီးမုံဟင်းကစားကြသည် အဖိုးကြီးအတွက်လဲဝေသည်မျက်စိကြိုင်ရန်ကုန်းရွက်ဝေသည်ဈေးရူသည် တွေ့တော့အဖိုးအတွက်ပြုတ်ပြီးထောင်းပေးမည်ဟုဆိုကာဝေပြန်သည်ကြက်သွန်ဖြူနီငရုတ်သီးစိမ်တရုတ်နန်းနန်းပဲပြာစသည်တူတူချွာချွာလေးများနှင့်ချင်းတောင်းပြေသောအခါမြေပေါ်တွင်ပလတ်စတစ်စာခင်းပြီးပလတ်စတစ်လေးများရောင်းနေသည့်ဆိုင်ရှိတွင်ရက်သည်ရှိပုံးလေးတပုံး900နှစ်ဝယ်သည်။ဘာလို့ဖို့လဲအဖွားရ အဲ့ဒီထဲမှာအဖွားဝင်ရင်ခြေောက်တစ်ဖက်ပဲဆန်ပါအဲ့ဒီအထင်ရေးထည့်ပြီးတည်သွားရအောင်ပေါ့မြောက်ကလေးရဲ့ဟာအဖွားကလည်းစိတ်မြောက်မြောက်မျက်လုံးပြူသွားသည်မြင်းမြပင်ရေရှားသည် ဆိုဆို နေပေါ်မှရေကို၆ထပ်အထိရောက်အောင် ကိုနိုင်မတည်သင်ဟုစိတ်မြောက်မြောက်ထင်သည်ဖေယားဖေယားငါ့ကိုများတည်ခိုင်းမလို့လားဟု တွေးမိတော့စိတ်မြောက်မြောက်ပို၍ပင်ထိတ်လန့်သွားသည်ရှိကလေးတယ်နော်အဖွား အောင်မလီဟဲ့နေကိုမတဲခိုင်းပါဘူးငါဟာငါတဲမှာပါငမြောင်ရဲ့ဟာအဖွားကလည်းအဖွားကဘာလို့တဲရမှာလဲအင်းသာလောင်းမလို့တဲရမှာပေါ့ရေတန့်တွေအင်းသာရင်တုံချရမှာစိတ်ဆင်းရဲလွန်းလို့အဖွားကခေါင်းမာသည်ဘလုံးမှပြော၍မရညီအဖွားနှစ်ယောက်ပူညံပူညံနှင့်လမ်းကူခဲ့ကြပြီးတိုက်အောင်ပြန်ရောက်လာကြသည် အစွမ်းကုန်ဖွင့်သောအခါမှတိတိမြင်မြင်ကလေးကြလာသောစီပင်ရေကို ပုံထုတ်၍ခံလေသည်ရေကိုအဖွာဆွဲသွားမင်းအာလူးတွေကိုတော့ဟိုချင်းနဲ့ထက်အဖိုးဆွဲတင်လိမ့်မင်းကျန်နာကိုတားတယ်ခဲ့အဖွာကရေပုံးကိုဆွဆွဲသည်စိတ်မြောင်မြောင်ကပြန်၍လူသည်မလုတ်ပါနဲ့အဖွာရာတားကိုအဖေဆူလိမ့်မင်းသူဆိုရင်သူ့ကိုအဖွာကပြန်ဆူမင်းအဖိုးကလည်းစိတ်ဆိုးမှာဗျအဖွာဒီအတိုင်းတက်သွားရေပုံးထားခဲ့အဖွာလိုချင်တဲ့ရေကိုတားနောက်တစ်ခေါက်ဆင်းလာပြီးတဲပေးမင်း ဟဲ့လှစမ်းပါဟဲ့မြောက်ကလေးနော်ငါစိတ်ဆိုးလာပြီအဖွားကဆွဆွဲရင်းလှေကားကိုတက်သည်စိတ်သာဆောင်နေတော်လဲမနိုင်မနှင်းမှု ပုံးတဲမှရေမှဘောင်ပင်ခတ်ကတပြက်ပြက်နှင့်ဖိတ်ချကုန်သည်စိတ်မြောင်မြောက်ကဈေးချင်းကြီးတရံရံနှင့်အဖွားနောက်မှလိုက်သည်လှေကတဲ့ဆင်တက်လောက်တက်ပြီးသောအခါတွင်သူ့ရေနှင့်သူ ချော့ကလဲတော်သည်ဘိုင်းကနေမှောက်ရကြီးလဲကျသွားသောအဖွားဤနှစ်ဖူးက လေကတိဆောင်နှင့်ရိုင်းမိသွားသည်ထို့နောက်သုံးလေးထက်ပြန်လျှော့ကြလာသည်ရေဘုံကလည်းဂွမ်းကနေလွတ်ကျသွား၍လေကတိတက်လျှောက်ရေများစူစူရွှဲသွားလေသည်စိန်မြောင်မြောင်ကချင်းတောင်းကိုလွတ်ချပြီးအဖွားကိုပွေထူရန်ကြိုးစားသည် အဖွား၏နှဖူးတွင်သွေးထွက်နေသည်ကိုတွေ့ရတော့ပုံပြီးထိတ်လန့်သွားလေသည်ထို့နောက်တွင်တော့ဝူဝါဝါနှင့်အတန်ကုန်អော်လီတော့သည်အဖိုး၏ အဖိုးရဲ့လှုပ်ပါအောင် အဖွာချော်လဲလို့ကဲကြပါအောင်ဗျကိုဘူတောက်မြောက်ကလာလမ်းမကြီးပေါ်တွင် သူရောက်နေသည် ရှေးဘက်တွင်ဂါဒန်ကြီးကိုတွေ့ရသည် သူဤနောက်ဖက်တွင်လည်းကားတွေ ပြည်နေပြီဖြစ်သည် သူဤတက္ကစီကားလေးသည် အမျိုးစုံလှစွာသော ကားများချားတဲ့တွင်မြင်နေသည် ရှေးဘက်ကားမှ ဖွင့်ထားဟန်ရှိသောတချင်းတန်ကိုကြားရသည်ညာဘက်ဘေးကကားထဲမှ လူဝကြီးကတော့ ပမောင်ခချုပ်ဆရာတော်ဤတရားတွေကိုဖွင့်ထားပြီးငိုက်နေလေသည်တနေ့တနေ့အချိန်ကုန်သွားရင်ဆိုတာဒီအချိန်ဟာအလန့်ကားကုန်သွားတာမဟုတ်ဘူးကို့စီကနှုတ်ပြမှုတွေကိုယူသွားတာကို့တဏ္ဍာရှိတဲ့နှုတ်ပြမှုတွေပါသွားတာဟုတ်လိုက်တာနော်ကိုဘုတောက်ကစိတ်ထဲမှထောက်ခံလိုက်မိသည် ဟုတ်တာပေါ့အဖေနဲ့အမေကိုကြည့်ပါလားမျက်စိရှိမှလည်းတဖြည်းဖြည်းပြောင်းလဲပြီးဦးစားလာကြတာ ူဤစိတ်ကအဖေနှင့်အမေစီရောက်သွားသည်သူအတွက်ထမင်းမှုနှင့်ရေပလင်းလေးထည့်ထားသောချင်းလေးပေးရင်ကာလကြီးကမကောင်းဘူးအဆစာအရာရာတရိထားနော်မောင်နဲ့အထီလဲဆွဲမနေနဲ့ဟုနေ့စဉ်ပြောတတ်သောအဖေသူမလာမချင်းဝရန်တာလေးတွင်ထွက်ရက်ခါမျောတတ်သောအမေသူတို့သားအဖထမင်းမှုမမိမဆိုးပြီးမနက်အစောကြီးထကဟယ်လိုဟယ်လိုကြားလာနှင့် အော်နေတတ်သောအမေ အမေဤပုံရိပ်များကိုထင်ရောက်မြင်ရောက်ဖြစ်လာရင်ရင်ချင်းပြုံးကျင်စိတ်ပေါ်လာသည် သူကလည်းသူ့သားစိတ်မြောင်မြောင်လိုပင် အမေကိုပို့၍ချစ်မိသည်ရှေ့ကကသုံးလေးလိမ့်လောက်လှိမ့်တော့သူလည်းလိုက်လှိမ့်ပြီးဟူဟန်ပြင်လိုက်စဉ်တယ်လီဖုန်းမြည်လာသည်ဖန်သားမျက်နှာပြင်တွင် အဖေဤမျက်နှာထပ်ပြုံးပြုံးပေါ်လာတော့အဖေတော့ခြာနေမှမလို့ထင်နေဟုတွေးလိုက်မိသည်ဟုတ်ကဲ့အဖေတားပါအဖေအတန်ကချက်ချင်းထွက်မလား နောက်တော့မှတုံတုံငင်ငင်နဲ့ပြောသည်။တာမင်းအမိချော်လဲလို့။ဖြာစိုးရင်ရရင်အခုအဖေတို့စေးယုံသွားနေတယ်။စေးယုံကြီးအရေးပေါ်ကိုလိုက်ခဲ့။နေနေပါအောင်အခုအဖေတို့ကဗမာလေ။အင်းစိန်လမ်းမကြီးပေါ်မှာပဲရှိသေးတယ်။ကားတွေချက်နေတယ်။အဖေကခတ်တူတူပြောပြီးဖုန်းချသွားသည်။ကိုဘိုတောက်ကကားစတီယာရင်ကို တင်းတင်းဆုပ်ပြီးရင်တွေတတိုင်းတိုင်းခုန်နေသည်။ ရှေ့နောက်ဝဲရာတွင်ကြက်ပြီးညံ့နေသောကားများကိုစောင့်ကြည့်ရင်ကြံ့ရမရဖြစ်သွားသည်။မြောက်ကလာလမ်းမကြီးတလျှောက်လဲရင်ကျော်တွေပေးဆုံနေပါတဲ့။ဒီသတင်းကိုတော့ရှင်မောင်းကိုတန်းစော်ကစိန်နိုင်၁၀မိနစ်ကပေးပို့ထားတာဖြစ်ပါတယ်။အင်းစိန်လမ်းမကြီးတလျှောက်လဲစိန်ရင်ကနေပြီးလှဲတဲ့အထိ ပေးဆုံနေပြီးတော့ဂုံတတာအစင်ဟန်တာဝတီအဝိုင်းနာမှာလဲရင်ကျော်များစက်နေပါတယ်။တံဝေမြို့နယ်အတွင်းဂုံတတာအောင်နဲ့ ယူစနာပလာဇာအနီးမှာလဲကြက်တာမပြောပါနဲ့ခြောက်နာကိုပြောစမ်းပါကိုပိုတောက်ကဂတ်စတီယာရင်ကိုထူရင်းအွန်လိုင်းမိသည်ရေဒီယို City FM ကတော့ဆက်လက်ကြီးညာနေစေဖြစ်သည်ညီနီကုန်းတကုံစင်တာရှိနေဘာကေယာလမ်းမကြီးတလျှောက်မှာလဲအဖောကြီးဒေါ်ကောက်ဆုံးပါသွားသဖြင့်တိုက်နံပါတ်166တွင်တော့အတန်ငယ်လှုပ်လှုပ်ရွရွဖြစ်သွားသည် တည်ဆုံးရခြင်းအကြောင်းရင်းကိုလည်းတယောက်တစ်ပေါက်ပြောကြသည်နံယူတစ်ချောင်းကကျိုးပြီးအသေးကိုစိုက်သွားတာတဲ့နကူကလည်းနှလုံးရောဂါအခံရှိတယ်ထင်ပါရဲ့နှစ်ဖူးကတရားကလည်းမသေးဘူးလေတတိမှလဲမလာတော့တာနောက်ဆုံးတော့မိရမပြေလို့ပါဗျာအပေါ်တတ်ကိုရေရောက်နေဒီပြဿနာဘယ်ဖြစ်မှာလဲဘူတောက်ကတော့ဆရာဝန်ကပြောတယ်ဆေးရုံကိုစောစောရောက်ရင်ကင်းနိုင်မှာပါတဲ့အရောက်နောက်ကြတာကိုတဲ့ အမေဆုံးတာကားချက်လို့ဆုံးရတာပါဗျာဟုမချီတင်ကင်းပြောရှာလေသည်